ဗမာ brain channel ကနေကြိုဆိုပါရယ်ကျွန်တော်တို့ channel မှာနေ့စဉ်အခုလိုစေဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးနေတာထင်လို့နေ့တိုင်းဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါရယ်ကဲရင်းမြမြနဲ့မှုစရိစကလုံးကိုကြားလိုက်တာနဲ့လူများစုအတပတော့ရှုပ်ထွေးပြီးခေါင်းစားစရာကိစ္စကြီးတခုလိုထင်နေတတ်ပါရယ်ဒါပေမဲ့အဲ့ဒီရှုပ်ထွေးမှုတွေအားလုံးကို PK ရောင်းရက်ကလေးတယောက်ရဲ့ဇလန်းလေးနဲ့ရှင်းပြလို့ရတယ်ဆိုရင်ကဘလို့လဲဒီနေ့မှာတော့ Joel Greenblatt ရဲ့နာမည်ကြီးစာအုပ်ကိုအခြေခံပြီး စတော့ဇေဝကိုအနာယူမိုင်မဲအာအသင်စီရကောင်းလောက်အောင်ယူရှင်းကနီလန်ကိုအတူတူလေ့လာကြည့်ကြပါမယ်။ညင်းနီးမြုံနှံမှုလောကထဲကိုဝင်ဖို့ကြိုးစားတဲ့အခါမှာဟာဒါကြီးကရှုပ်ထွေးလိုက်ကဘယ်ကဆလို့ဘလို့နားလဲအမှန်မသိဘူးဆိုပြီးခံစားနေရပါသလား။အဲ့လိုခံစားရတာတဘာဝပါပဲ။လူများစုလည်းအစပိုင်းမှာဒီလိုပဲဖြစ်တတ်ကြပါတယ်။ဒါပေမဲ့စိတ်မပူပါနဲ့။ဒီအရာအလုံးကိုရှင်းရှင်းလင်းလင်းမြန်သွားစေမယ့်နီလန်ကောင်းတစ်ခုရှိပါတယ်။ဟုတ်ပါရဲ့။ ီကေရောင်တဲ့အကြောင်းကနေယင်းနီမွန်နာမှုပညာကိုနားလည်မယ်ဆိုတာနင်းနေတော့ထူးဆန်းတယ်လို့ထင်เสียပါဒါပေမဲ့ယုံပါဒီလောက်ရိုးစင်းတဲ့ဇလန်းလေးကပဲငွေကြေးလောကရဲ့အစွမ်းအထက်ဆုံးအယူအဆတချို့ကိုတော့ဖန်ပေးသွားမှာပါကဲအတူတူလေ့လာကြည့်ကြအောင်လားဒီနေရာမှာကျွန်တော်တို့ရဲ့အဓိကဥပမာလေးကိုစတင်ပါတော့မယ်ဂျေဆင်လို့ခေါ်တဲ့6တန်းကျောင်းသားလေးတယောက်ရဲ့ PK ရောင်းတဲ့စီးပွားရေးလုပ်ငန်းလေးအနေနဲ့တဆင့်ကုမ္ပဏီတစ်ခုရဲ့အစိတ်ပိုင်းကိုဝယ်ရဲဆိုတာ တကယ်တော့ဘာကိုဆိုလိုတာလဲဆိုတော့လက်တွေ့ကြကြတွေးကြည့်ကြပါမယ်ကဲဒါကတော့ကျွန်တော်ဇလန်းရဲ့ဇက်လိုက်ကြော်ကျေးစင်မှာသူ့ရဲ့လုပ်ငန်းတိတ်ဖို့ရွှေ့ရှင်းပါတယ်။သူက PK ဘူးတွေကို၎င်းစင်းနဲ့ဝယ်တယ်ပြီးတော့အဲ့ဒီခြေရာ PK ချောင်းလေးတွေကိုတစ်ခုချင်းစီပြန်ခွဲရောင်းတယ်။အဲ့ဒီကနေသူဘလုံးတော့အမြတ်ရနေလဲဆိုတာကိုကြည့်လိုက်ရအောင်။ဒီမှာသူ့လုပ်ငန်းရဲ့ရွှေ့ရှင်းတဲ့တင်ချာကိုကြည့်လိုက်ပါ။25ပြားတန် PK တဘူးကိုဝယ်လိုက်တယ်။ အဲ့ဒါကိုတချမ်းချင်းပြီးပြန်ရောင်းလိုက်တော့စုစုပေါင်းဒေါ်လာနဲ့25ပြားပြန်ရနေတယ်။ဆိုလိုတာကရင်းလိုက်ခဲ့25ပြားအတက် မြက်ငွေကဒေါ်လာအပြည့်စုံပြန်ရနေတာပါ။ဒါဟာရင်းနှီးငွေအနည်းမြင့်နဲ့အမျက်အများကြီးဘလို့ဖန်တီးတယ်လဲဆိုရအကောင်းဆုံးဥပမာပါပဲ။လေးရရခိုင်နှုံးပါ။ဟုတ်ပါရဲ့လေးရရခိုင်နှုံး။ဂျေဆန်ရဲ့ PKG ဘူးရင်းစီကနေပြန်ရတဲ့အမျက်အစွန်းပါ။ဒီလိုမယုံနိုင်လို့ဆရာပြန်ရငွေမျိုးကပဲလုပ်ငန်းကောင်းတစ်ခုဆိုတာပါလဲဆိုတဲ့အတိတ်ဘေကိုစပြီးပုံဖော်ပေးတာပါ။ ီတော့အဓိကမေခွန်းကားတာပါပဲအနာဂတ်မှာအမြတ်ငွေဒီအများကြီးရှာပေးမယ်ဒီလိုလုပ်ငန်းကောင်းတစ်ခုအတွက်ဒီနေ့မှာဘလောက်ပြီးပြီးဝေတင်တယ်လဲဒါဟာစာရေးသူကသူ့သားကိုမေးခဲ့တဲ့မေခွန်းဖြစ်တယ်လို့တန်ဖိုးရင်းနှီးမြူနာမိုးတိုင်ရဲ့အသေးနှလုံးဖြစ်တဲ့မေခွန်းလည်းဖြစ်ပါတယ်ဒီနေရာမှာတော့ stock စျေးကွက်ရဲ့ထူးဆန်းတဲ့ဖြူမှုတွေကိုရှင်းပြဖို့ Benjamin Graham ရဲ့နာမည်ကြီးတဲ့ဥပမာတစ်ခုကိုမိတ်ဆက်ပေးပါစေ။ stock စျေးကွက်ဖို့စိတ်ဖြောင်းလဲလဲမြင်တဲ့လူတယောက်လိုသဘောထားပြီးရှင်းပြထားတာပါ။သူ့နာမည်ဟာတော့ Mr. Market တဲ့ ဒီစကားကအရင်အတက်ပဲရှိပါတယ်။ဈေးကွက်ရဲ့အတက်အကျတွေကကျွန်တော်တို့ကြောက်လန့်စီဖို့မဟုတ်ပါဘူး။အဲ့ဒါတွေကအခွင့်အလမ်းတွေပါ။ဒီအသွေးအခေါ်တစ်ခုတည်းကပဲယင်းနှမြွန်းသူတရောက်ရဲ့အမြင်ကိုလုံးဝပြောင်းလဲပြနိုင်ပါတယ်။ Mr. Marcus ကစစ်အပြောင်းလဲမြင်တဲ့လုံကန်းဖော်တရောက်လိုပါပဲ။တခါလေသူကအတိုင်းထက်အလွန်အကောင်းမြင်ပြီးဈေးအမြင့်ကြီးတဲ့နဲ့ရောင်းချင်တယ်။တခါလေကျတော့လဲကြောက်လန့်တကြနဲ့လုံးဝဈေးပေါပေါနဲ့ရောင်းပြချင်တယ်။ကျွန်တော်ရဲ့အလုပ်ကတော့ရှင်းရှင်းလေးပါပဲ။ သူစိတ်သက်ကြပြီးဈေးပေါပေါနဲ့ရောင်းနေတဲ့အချိန်မှာဝဲပြီးသူစိတ်ကြွပြီးဈေးအမြင့်ကြီးတင်နေတဲ့အချိန်မှာရောင်းဖို့ပါပဲဒါတော့ယင်းနီမြုပ်နှံမှုမှာတိတ်ကွန်အရေးကြီးရဲ့အယူဆတစ်ခုပါ margin of safety ဆိုတာတွက်ချက်မှုမာရင်းတာတဲ့ဈေးခွက်မတည်ငင်မှုတွေနဲ့ကာကွယ်ပေးတဲ့ချားခံနယ်တစ်ခုလိုပါပဲကိုဘေးတဲ့ဈေးနဲ့တကက်တန်ဖိုးကြမှာကွာချက်မျောများထားနိုင်လေကို့အတွက်ပိုပြီးစိတ်ချရလေပါပဲ ကဲအခုနကပြောခဲ့တဲ့အကြောင်းအရာကြီးအများကြီးကိုကယ်ရတီကရုပ်ရှင်ထဲကဥပမာလေးသုံးပြီးရုပ်ရှင်ပြီးမှတ်မိလွယ်တဲ့လှုပ်ဆောင်ချက်နှစ်ခုတည်းနဲ့အချင်းချုံချွံ့ပြပါမယ်။ရုပ်ရှင်ထဲမှာပြင်းစရာကောင်းတယ်လို့ထင်ရတဲ့ကားစေးတာ၊ခြံစည်းရုပ်တုတ်တာတွေကတကယ်တော့ဂရာဖစ်ပညာအတွက်အခြေခံအုတ်မြစ်ကိုတည်ဆောက်ပေးခဲ့တာပါ။အဲ့ဒီလိုပဲရုပ်ရှင်အစီအမြင့်နှစ်ခုကလည်းယင်းဒီမြုပ်နှံမှုမှာအောင်မြင်ဖို့အတွက်အခိုင်အမာအခြေခံကိုတည်ဆောက်ပေးနိုင်ပါတယ်။ယင်းဒီမြုပ်နှံမှုရဲ့လူ့ဝတ်ချက်အလုံးကိုဒီအချက်နှစ်ချက်မှအချင်းချုပ်လို့ရပါတယ်။ ောင်းမွန်တဲ့လုပ်ငန်းအခုကိုရှာပါနဲ့အဲ့ဒါကိုဈေးတက်တာတဲ့အချိန်မှာဝယ်ပါဒါပါပဲဒါဟာယင်းဒီမြို့နယ်မူရဲ့ west on west off ပါပဲဒီအခြေခံကိုကျွမ်းကျင်ရင်ကျန်တာတွေကအလိုလိုဖြစ်လာပါလိမ့်မယ်ဒီရိုးရှင်းတဲ့အခြေခံမှုနှစ်ရက်ကိုစနစ်ကျပြီးအချက်လက်အခြေပြု formula တစ်ခုဖြစ်ဘလို့ပြောင်းလဲနိုင်လဲဆိုတာကိုဒီဘိုင်းမှာဖော်ပြသွားမှာပါဒါစိတ်ခံစားမှုနဲ့ဆုံးဖြတ်တာမျိုးမဟုတ်ပဲစနစ်တကျလူဆောင်မှုအတက်ပါ formula ရဲ့ပထမပိုင်းက လုပ်ငန်းကောင်းတစ်ခုကိုဘယ်လိုရှာမလဲဆိုတာပါပဲအဲ့ဒါကို return on capital နဲ့တိုင်းတာတာပါရေးစံရပြီးကဲလုပ်ငန်းလို့ပေါ့ယင်းနီးလိုက်တဲ့ငွေရပုံမှာအမြတ်အစုံဘလောက်ပြန်ရလဲဆိုတာကိုတိုင်းတာတာပါပြန်ရငွေများလဲလုပ်ငန်းကပိုကောင်းလေပါပဲဒုတိယပိုင်းကတော့ဈေးသက်သာတဲ့ company ကိုရှာဖွေခြင်းပါဒါကို earning C နဲ့တိုင်းတာပါတယ်ဒါကလည်း Jason ရဲ့လုပ်ငန်းအတွက်ဘလောက်ပဲမလဲဆိုရင်မေးခွန်းလိုပါပဲကိုပေးချီလိုက်တဲ့ဈေးနှုန်းနဲ့စာရင်လုပ်ငန်းရဲ့အမြတ်ကဘလောက်များနေတယ်လဲဆိုတာကိုတက်ချက်တာပါ တီတော့ formula ရဘလို့အလုလုပ်တယ်ရုပ်ရှင်မှာတယ်ကုမ္ပဏီထောင်ပေါင်းများစွာကိုယူလိုက်တယ်ပြီးတော့ပထမအချက်ဖြစ်တဲ့လုပ်ငန်းဘလောက်ကောင်းတယ်လဲဆိုတာနဲ့အစဉ်စီတယ်ဒုတိယအချက်ဖြစ်တဲ့ဈေးဘလောက်တက်တာတယ်လဲဆိုတာနဲ့နောက်တစ်ခါအစဉ်စီတယ်ပြီးတော့အဲ့ဒီအစဉ်တစ်ခုကိုပေါင်းလိုက်တယ်အစဉ်ပေါင်းအ ਨੇ ဆုံးရတဲ့ကုမ္ပဏီတွေကတော့အကောင်းဆုံးရင်းနှီးမြှင့်နှံစွာအခွင့်အလမ်းနေပါပဲဒီနေရာမှာအလုပ်တည်ကျင်နေတဲ့မင်းဟုံးကိုတင်ပြထားပါရစေ ဒီ formula ကဒီလောက်ထိရောက်တယ်ဒီလောက်ယိုရှင်းတယ်ဆိုရင်ဘာဖြစ်လို့လူတိုင်းမတုံးကြတာလဲအဖြေကလူတွေထင်တယ်လို့မယိုရှင်းပါဘူး American dollar ရေးမှာ British စစ်တပ်ကသူတို့ရဲ့နှီးပြရာဟောင်းကိုပဲတင်းခံပြီးဆွဲကင်ခဲ့လို့ရှုံနေခဲ့ပါတယ်ယင်းနှမြုပ်နှံသူတွေလည်းဒီလိုပါပဲဒီ formula ကတစ်ခါလေတစ်နှစ်ညနှစ်လောက်ရေတို့မှာလုံးမလို့တဲ့အခါသူတို့ကစိတ်မရှိတော့ပဲဆွလွတ်လိုက်ကြတယ်အဲ့ဒါဟာအကြီးမားဆုံးစင်ခေါ်မှုပါပဲဒါအတော်လေးထူးခြားတဲ့အမြင်တစ်ခုပါ ဒီ formula ရဲ့အောင်မြင်မှုကအချိန်တိုင်းမှာတသမတ်တည်းအလုံးမလုံးဘူးဆိုတဲ့အချက်ပေါ်မှာ moody နေအောင်ပါမယ်။ဒီအချက်ကပဲစိတ်မရှိတဲ့ယဉ်နိမှုနံတူတွေကိုစစ်ထုတ်ပေးပြီးဆွဲဆွဲမဲမဲလော့တဲ့သူတွေအတွက်အခွင့်အလမ်းကိုထိန်သိမ်းပေးထားတာပါ။ဒီတော့နောက်ဆုံးမှာအထူးအချက်ကရှင်းပါတယ်။ယဉ်ကြီးမြုံနှံမှုမှာကြီးမားဆုံးအသားစီက ကိုယ့်ရဲ့ဉာဏ်ကြီးမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ခံစားမှုပါပဲစီကံရှိခြင်းနဲ့စိတ်ရှိခြင်းကမြန်ကောင်းတာတဲ့အများကြီးပို့အရေးကြီးပါတယ် ကဲဒီတော့နောက်ဆုံးမေခွန်လေးတစ်ခုနဲ့အဆုံးတက်လိုက်ပါစေရင်းနှီးမြှုပ်နှံမှုရဲ့အခက်အခဲဆုံးအပိုင်းကဖော်မြူလာကိုတီးဖို့လားဒါမှမဟုတ်အဲ့ဒီဖော်မြူလာကိုယုံကြည်ဖို့လားဒီအကြောင်းကိုစဉ်းစားရင်းနဲ့ပဲဒီနေ့တင်ဆက်မှုကိုအဆုံးတက်လိုက်ပါတယ်ဒီတင်ဆက်မှုကို లై ပေကီမိမိတို့ရဲ့အမြင်တွေကို comment မှာပြောပြပေးတော့ဖို့တောင်းဆိုချင်ပါတယ်ဘာမှ brain ကနေနောက်ထပ်တင်ဆက်မှုတွေမှာပြန်လည်ဆုံထစ်ကြပါမယ်